စစ်ပေးနဲ့ငလင်ပေးတံကြောင့်ဒုက္ခရောက်နေကြရတဲ့ပြည်သူတွေပေါ့စစ်ကောင်စီတပ်ကငဲညာမှုမရှိပဲပြည်သူတွေနေထိုင်ရာကြေးရာတွေတဲကိုဧပြီလတရက်နေ့ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရာအမျိုးသမီးတူတေဆုံးသွားခဲ့တယ်လို့ KNU ဒူပလျာခရိုင်ကသတင်းထုတ်ပြန်ပါတယ်။ဧပြီလတရက်နေ့ညနေ9နာရီခွဲအချိန်ခန့်က KNU ဒူပလျာခရိုင်တပ်မဟာ6ကျုံတိုးမြို့နယ်မြောက်ကြအင်းကြေးရွာအုပ်စုဝိဆာကုံကြေးရွာထဲကိုစစ်ကောင်စီတပ် စာကားခဆနစ်လက်အောက်ခံတက်တဲ့အမြောက်ကုန်းကနေ120မမလက်နက်ကြီးနဲ့ငါးလုံးလှမ်းပစ်ခတ်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာပြောဆိုထားပါတယ်။စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ဝိဇာကုံကျေးရွာနေအသက်58နှစ်အရွယ်ရှိတဲ့အမျိုးသမီးတူနှလုံးဖောက်ကနောက်ပြန်လဲကျသွားပြီးအုတ်ခုံနဲ့ထိခိုက်မိတဲ့အတွက်ဒဏ်ရာကြောင့်သေဆုံးသွားခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ်တနိုင်ငံလုံးမှာရှိနေတဲ့ပြည်သူလူထုတွေဟာစစ်ပေးစစ်တမ်းတွေနဲ့တဘာဝဘေးအန္တရာယ်တွေကြောင့်အသက်အိုးအိမ်စီးဆင်းတွေဆုံးရှုံးခဲ့ရပြီးဒုက္ခရောက်နေရချိန်မှာစစ်ကောင်စီတပ်ကလူသားချင်းစာနာထောက်ထားမှုမရှိပဲစည်ရေးပြစ်မှတ်မဟုတ်တဲ့ဘာသာရေးအစအဦးတွေပြည်သူစေယုံစည်းကမ်းတွေစာသင်ကျောင်းတွေနဲ့အရသားတွေနေထိုင်ရာနေရာတွေကိုပြစ်မှတ်ထားပြီးရွေကျက်ရှိရှိပြစ်ခတ်တိုက်ခတ်လျက်ရှိနေတယ်လို့ KNU ဒုဗလျာခရိုင်ကဆိုထားပါတယ် KNU တပ်မှတင်နေပြီးကြိုက်ထုံမြို့နယ်ခရွဲကျေးရွာထဲကိုစစ်ကောင်စီတပ်ကပြီးခဲ့တဲ့မတ်လ29ရက်နေ့ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက်ဒေသခံရွာသားတို့ထိမှန်တန်ရာရရှိခဲ့တယ်လို့ဧပြီလ10ရက်နေ့ကလည်း KNU တပ်မှချောင်းနေပြီးကော့ဂရိတ်တောင်ပိုင်းကိုစစ်ကောင်စီတပ်က လေရင်နဲ့ဘုံနှလုံးလာရောက်ကျဲချခဲ့တယ်လို့ဒေသရင်းသတင်းအရင်းမြစ်တွေစီကနေသိရပါဗျာ။ ငလင်ပေးရန်နေရဲ့ကြောင့်ပြည်သူအများပြားဒုက္ခရောက်နေရချိန်မှာစစ်ကောင်စီတပ်ကတော်လန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နေရာဒေသတွေထဲကိုလေကြောင်းတိုက်ခိုက်တာလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေအဆက်မပြတ်ပြုလုပ်နေပြီး KNU ထိန်းချုပ်ထားတဲ့နေမြေတွေကိုလည်းပစ်ခတ်တိုက်ခိုက်တာတွေပြုလုပ်လျက်ရှိနေတယ်လို့သိရပါဗျ။